ဖဲကုံရှစ်ဘက်ချမ်းကလက်လွတ်လိုက်ရတဲ့နေမျိုးတွေကိုပြန်ရဖို့အတွက်စစ်ကောင်စီဘက်ကအသေးခံကွန်မန်ဒိုတပ်သားတွေကိုအုံဖြုတ်ပြီးစစ်ကြောင်းထုတ်လာနေပါတယ်။သတင်းပြေဆောင်ကိုမော်ရစ်ကပြောပြပေးမှာပါ။ပြင်းနီပြင်းနဲ့ဖဲကုံအရှိတ်ဘက်ချမ်းကတော်လိုင်းရေးတပ်ပေါင်းစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပြန်ရဖို့စစ်ကောင်စီဘက်ကဒီလအတွင်းမှာလေကြောင်းကနေကောမြေပြင်ကနေပါ PNO တပ်တွေနဲ့ပေါင်းပြီးစစ်ကြောင်းထိုးလာနေတာပါ အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအသေးခံကွန်မန်ဒိုတွေတုံးပြီးစစ်ကြောင်းထိုးနေတယ်လို့လက်ရှိရှေ့တန်းမှာကတိုက်နေတဲ့အင်းလင်း PDF အဖွဲ့က DBB ကိုအတည်ပြုပါတယ်။မေလ17ရက်နေ့ညောင်ရွှေမြို့နယ်ရေပူကြီးရွာဘက်ကိုခြိတက်လာတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ပြားစစ်ကြောင်းအင်းလင်း PDF 1339တပ်ရင်းဖေကုံ PDF 1336တပ်ရင်းနဲ့အလဲပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ18ဦးထက်မနည်းသေဆုံးခဲ့ပြီးအရှင်၃ရောက်မိထားတယ်လို့ပြားစစ်ကြောင်းကထုတ်ပြန်ထားပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအထူးတင်နန်းပေးလေ့ကျင့်ထားတဲ့အသေးကန်ကွန်မန်ဒိုတပ်သားတွေကိုအသေးကောအရှင်ကောဖမ်းမိထားတဲ့အပြင်တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်းကိုဂျာမာဂန်နဲ့တော်လန်ရေးတပ်ပေါင်းစုဘက်ကပစ်ချနိုင်ခဲ့ကအမေ3တနက်3လက်နဲ့အမေ1တနက်3လက်နဲ့ခဲယမ်းတွေကိုပါတင်းယူနိုင်ခဲ့ပါတယ်။အဲ့မှာပါလာတဲ့ဒီဒီပီအန်အိုစစ်သားတွေက အဲ financing လို့တနေ့အဲ commando financing လို့ပြောလို့ရတဲ့တက်တာဒီစစ်သားတွေပါတယ်ပေါ့အဲ့ဒါဘယ်လိုလုပ်တည်လဲဆိုတော့သူတို့အဲ့ဒီမှာဒီတပွဲဖြစ်တဲ့နေရာမှာပေါ့နော်သူတို့သူတို့ဘယ်လိုပြော commando စစ်သားတွေ financing တွေပေါ့နော်တီခန္ဓာတားတွေဆိုပြီးအော်ပြီးအပေါ်ပါတာနဲ့ကြော်ပြီးတက်လာတာပေါ့နော်ဒီတစ်ခေါက်ကျွန်တော်တို့မိထားတာကတော့ဒီ ခြေပင်တိုင်းရမှာတော့ခြေပင်တိုင်းဒီဂျိန်းတော်အခြေစိတ်တဲ့ဒီ tree gun တိုင်းစစ်စစ်တိုင်းရပေါ့အဲဒီ300မီတာစစ်တိုင်းရမှာလေ။အဲဆိုသူတောင်းထန်းဆောင်တက်ကနှစ်ဆေကျော်တက်ချက်တယောက်ပါတယ်။အဲပြီးတော့၃နှစ်၄နှစ်ကျော်ကနှစ်ယောက်ပေါ့နော်။တိုက်ပွဲအတွင်းအထိနာသွားခဲ့တဲ့စစ်ကောင်စီဟာညောင်ရွှေမြို့နယ်စွန်ဆဲကျွေးရတဲ့ကလူမှုနေအိမ်အလုံး20ကျော်ကိုမီးရှို့ဖျက်ဆီးပြီးစုခါသွားတယ်လို့ရှမ်းတောင်စစ်သေးတာဗျူဟာတက်ကလည်းထုတ်ပြန်ထားပါသေးတယ်။ မေလ14ရက်နေ့ကလည်းမိုးပြဲမြို့ကိုထိုးလာတဲ့စကားဆစစ်ကြောင်းနဲ့တော်လိုင်းရင်တပောင်းစုတွေနဲ့ထိတ်တိုက်တိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်က9ဦးထက်မနည်းသေးဆုံးခဲ့ရာအဲ့ဒီစစ်ကြောင်းကခမာရ၄နှစ်နှစ်ထဲကိုပြန်ဆုံနိုင်မှုအတွက်လက်နက်ကြီးတွေနဲ့အစိမ့်မှွေလို့ယူဆရတဲ့ဘုံတွေကိုအလွန်ကျွံပစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမိုးပြဲမှာဒီအတွင်းတိုက်ပွဲတွေညင်နေပေမဲ့အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်တယ်လို့ရှမ်းတောင်စစ်သေးတာဗျူဟာတက်က TVB ကိုပြောပါတယ်။ အမှုပဲပြင်မှာတော့လောဆယ်ဟာတင်းနေနေတော့ပဲနော်တိုက်ပွဲဖြစ်လို့မျိုးတော့မရှိဘူးပေါ့လေခွေးဖက်ကတော့ထုံးစံတိုက်သူလေးနဲ့ကြည့်ပြနေအဲ့လောက်ပဲရှိရနော်မိုးပြဲကိုပြန်ရဖို့အတွက်စစ်ကောင်စီဘက်ကဧပြီလတည်းကစစ်ကြောင်းထိုးနေတာဖြစ်ပြီးဖဲကုံအင်းအရှိဘက်ချမ်းကရေပူတောင်ပို့ကွဲဖះတောင်ကျေးရွာတွေကိုလေကြောင်းကနေကောလက်နက်ကြီးတွေနဲ့အပြင်အသေးခံကွန်မန်ဒိုတပ်သားတွေပါတုံးပြီးစစ်ကြောင်းထိုးနေတဲ့အတွက်တော်လိုင်းရေးတပ်ပေါင်းစုတွေနဲ့တိုက်ပွဲပြင်းထန်နေပါတယ်ကျွန်တော်မော်ရစ်ပါခင်ဗျာ